မင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ Selly City Season မှာဖြစ်ပါတယ်ဒီ season ကိုကျမကျူချန်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့မင်္ဂလာဆောင်အစီအစဉ်နဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့ Netdeck Album အစ်စ်မထွက်ခင်စံချိန်သစ်တင်နေတဲ့ KDB ရဲ့ဒုတိယမြောက် Album Series အနေနဲ့ပြန်လည်ကြည့်ရတော့မယ် Carry ဝေဘန်သူစီကနေသုံးသပ်မှုခေါင်းတွေရရှိခဲ့တဲ့28 years late အဖေရင်းမှာဆိုပြီးတော့လိန်ညာခဲ့တဲ့ Mr. A နဲ့အမှုကိုအနိုင်ရခဲ့တဲ့ Jenny ကုသရေးဆန္ဒတစ်ခုတည်ဆောင်ခဲ့တဲ့ BDS အဖွဲ့ဝင်စုကလက်ရှိချစ်သူနဲ့ပွဲအတူတက်ရောက်ခဲ့တဲ့မင်းသားအမေရိကန်အစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်တော့မှာပါရှင်ပရိသတ်ချက်တော်ရာရာနဲ့နန်ဒက်ဇုံတွဲဟာ2023ခုနှစ်ဇွန်လ9ရက်နေ့မှာအီတလီမှာလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီးတော့မကြာခင်မင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပါတယ် မင်္ဂလာပွဲနဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုတော့မင်းသားကျော်နှစ်တက်ခါအင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်လက်ထပ်ပွဲကိုနော်ဝေခွန်ခမ်းမြို့ဘန်ကောက်တွင်မှာကျင်းပဖို့စီစဉ်ထားတာဖြစ်ပြီးနော်ဝေမှာမင်္ဂလာဆောင်မှုအတွက်နေရာရွေးခဲ့ပြီးဖြစ်ပါတယ်။ခွန်ခမ်းမှာဆောင်မဲ့မင်္ဂလာပွဲအတွက်ကတော့ဟိုတယ်ရောအစီအစဉ်ရောမန်နေဂျာရောဝတ်စုံရောအားလုံးပြင်ဆင်ပြီးပါပြီ။ခွန်ခမ်းပွဲမှာဝတ်ဖို့အတွက်ဝတ်စုံနှစ်စုံပြင်ထားတယ်။ ဒနာပါတီလည်းပါမယ်ဘန်ကောက်ပွဲအတွက်ကတော့ပြင်ဆင်နေတုန်းမှာစိတ်တွေလည်းလှုပ်ရှားနေပြီဖြစ်ကြောင်းနဲ့မကြခင်မင်္ဂလာရက်ကိုကြေညာပေးမှဖြစ်ပြီးတော့လာအနှဲငယ်ပဲလိုတော့တယ်လို့ပြောပါရယ်တငယ်ချင်းနဲ့အတူသွားခဲ့တဲ့နော်ဝေအီတလီဂရိခရီးစဉ်ကတော့အမတ်တရတွေများသလိုခရီးစရိတ်လည်းအတော်များကြောင်းနဲ့ simple but wedding ပုံတွေလည်းရိုက်ခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါရှင် ။ American rapper အဆိုတော် Cardi B ဟာခုနှစ်နှစ်အကြာမှာသူမရဲ့ဒုတိယမြောက်အခွေဖြစ်တဲ့ MI The Drama ဆိုတဲ့ album ကိုစက်တဘာ16ရက်မှာထုတ်ပေးပါမယ်လို့ကြေညာလိုက်ပါတယ်။အဲ့ဒီ album မှာတချင်စုစုပေါင်း23ပုဒ်ပါဝင်မှာဖြစ်ပြီးတော့ what up နဲ့ let alone ထွက်ရှိထားတဲ့ outside တခြင်းတွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ what an up တို့ဟာ billboard hot 100 chart မှာ number 1ချိတ်ခဲ့တဲ့ hit တွေဖြစ်ခဲ့တဲ့တခြင်းတွေပါ။ ဒါကြောင့် Cardi B ဟာ Hot 100မှာ number 1 hit နှစ်ပုတ်စီရှိတဲ့ album နှစ်ခုကိုပိုင်ဆိုင်တဲ့ပထမဆုံး female rapper ဖြစ်လာပါတယ်။သူ့ရဲ့ number 1 hit တချင်တွေကတော့ Invasion of Privacy က Product Yellow and I Like It နဲ့ Am I the Drummer က What I'm Up To ဖြစ်ပါတယ်။ဒါအပြင် Am I the Drummer album ဟာ US မှာ1.5 million album units ရရှိထားပြီလည်းဖြစ်ပါတယ်။ ။ Carrie House ဆိုရင်စာရေးဆရာ Stephen King ရဲ့နာမည်ကျော် horror ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။တဘာဝမလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ Carrie White ဆိုတဲ့ကောင်မလေးကိုကျောင်းသူတွေအနိုင်ကျင့်မိရကနေပြီးတော့ပြန်ထန်တဲ့လက်စားချေမှုကြီးတစ်ခုဖြစ်လာတဲ့အကြောင်းပါ1986မှာရုပ်ရှင်ဖြစ်အသက်သွင်းခဲ့ပြီးတော့အောင်မြင်မှုအတော်လေးလဲရခဲ့ပါတယ်။အဲဒီနောက်မှာ Carrie 2002နဲ့2013ဆိုပြီးတော့ remake နှစ်ကောင်ထပ်ထွက်ခဲ့ပါတယ်။ပြည်သက်များစုကတော့ Carrie 2013နဲ့ပို့ပြီးတော့ရင်ထီကြပါတယ်။ The Haunting of Hill House series ရဲ့ director Mike Flanagan ဟာ Carrigo series အဖြစ်ရိုက်ကူးနေပြီဖြစ်ပြီးတော့ horror နဲ့ပတ်သက်လာရင်နာမည်ကျော်တဲ့ director တယောက်ဖြစ်တာမလို့အကောင်းဆုံး series တစ်ခုအနေဖြင့်မြင်တွေ့ရမှာဖြစ်ပြီးမကြာခင်ကြည့်ရှုရတော့မှာဖြစ်ပါတယ် There are people out there like me who can do what I can do. You know, the devil never dies, he keeps coming back. Madonna. No! လက်တလုံးရှုံတင်ပြသနေတဲ့ Danny Bolie ရဲ့28 years later ဟာရုပ်ရှင်ဝေဖန်သူတွေစီကနေကောင်းတဲ့မှတ်ချက်တွေကိုရရှိခဲ့ပါတယ်။ Metacritic မှာ88ရထားပြီးတော့ Rotten Tomatoes မှာ100နဲ့ရပ်တည်နေတာပါ။ Zombie Horror ရုပ်ရှင်ဖြစ်တဲ့28 Years Later ဟာ Zombie ရုပ်ရှင်တကားအတွက်အကြီးမားဆုံးအောင်မြင်မှုခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်28 Years Later ကိုနာမည်ကျော် Director Danny Boyle ကရိုက်ကူးပေးထားပြီးတော့28 Days နဲ့28 Weeks Later ရုပ်ရှင်တွေရဲ့ဓာတ်ရိုက်အဆက်လည်းဖြစ်ပါတယ် Rage Virus ကြောင့်ကဘာကြီးတစ်ခုလုံး Zombie တွေနဲ့ပြည်နေပြီးတော့28နှစ်ကြာပြီးတဲ့နောက်မှာအင်္ဂလန်ကျွန်းဆွယ်ငယ်လေးတစ်ခုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတစုရဲ့ဘဝစွန့်စားခန်းတွေကိုရင်တမမရှုစားကြရမှာဖြစ်ပါတယ်။ review တွေအရာကတော့28 years later ဟာတာမန်ဆွန်ဘီရုပ်ရှင်ကားတကားဆိုတာထက်အများကြီးကိုပိုပါတယ်ဒီဇယ်ဆုနဲ့အတွင်းအကောင်းဆုံးဆွန်ဘီရုပ်ရှင်လို့ဆိုထားပါတယ် cinematography နဲ့ soundtrack တွေဟာလည်းအရန်ကောင်းတယ် director Danny Boyle ရဲ့ masterpiece ရုပ်ရှင်တကားဖြစ်လာလိမ့်မယ်တရုပ်ဆောင်တွေအရန်တော်တယ်ဇလန်းကလည်းငိုရတယ်တစ်ချိန်တည်းမှာပဲကြောက်ဖို့ကောင်းတယ်လို့မှတ်ချက်ပေးထားကြပါတယ် ပိုလီရဲ့နောက်ဆုံးရုပ်ရှင်နှစ်ကားဖြစ်တဲ့ T2 Transporting နဲ့ Yesterday ကတိတ်ပြီးတော့လူကြိုက်မများခဲ့တာကြောင့်ဒီဇက်ကားဟာသူ့ရဲ့ဆယ်နှစ်အတွင်းအကောင်းဆုံးဝေဖန်သုံးသပ်ခံရတဲ့ရုပ်ရှင်ဖြစ်လာပါတယ်ရှင်11 5 920 miles today for 11 17 32 the day before boot 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 moving up and down again there's no discharge in the war don't Don't, don't, don't look at what's in front of you. Boot, 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 moving up and down again. Men, 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 men go mad with watching them. There's no discharge in the war. လန်ပက်အဖွဲ့ဝင်ဂျင်းနီဟာသူမရဲ့အဖေအရင်မောင်ဆိုပြီးတော့လိန်ညာခဲ့တဲ့ Mr. A နဲ့အမှုကိုအနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ Mr. A ဟာသူ့ကိုသူဂျင်းနီရဲ့အဖေအရင်မောင်ဆိုပြီးတော့ဂျင်းနီတို့မိသားစုနဲ့ပတ်သက်ပြီးအခြေမြင့်မရှိတဲ့သတင်းအမှားတွေကိုရေးပြီးတော့စာအုပ်ထုတ်ခဲ့ပါတယ်။ဂျင်းနီဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတရားစွဲမယ့်အကြောင်း2024စက်တဘာမှာကြေညာခဲ့ပြီးတော့ဒီဇင်ဘာလမှာတော့အမှုပွင့်ခဲ့ပါတယ်။အမှုရင်ဆိုင်ပြီးတော့6လအကြာမှာတော့ Mr. A ဘက်ကတိကျတဲ့သက်သေဘာတစ်ခုမှချမပြနိုင်ခဲ့ပေမဲ့ ဂျင်းနီရိုဘတ်ကတော့ Mr. A ကအဖေအရင်မဟုတ်ကြောင်းသက်တည်နေတဲ့ကွာအတိအကျချပြနိုင်ခဲ့တာကြောင့် Mr. A ရဲ့ဆွဆွဲချက်တွေကမှားကြောင်းတရားရုံးဘက်ကနေစီရင်ချက်ချလိုက်ပါတယ်။ဒါ့အပြင် Mr. A အနေနဲ့အနာဂတ်မှာဂျင်းနီရဲ့နာမည်ကိုယူသုံးခွင့်မရှိတော့သလိုသူခုရေးထားတဲ့အစာအုပ်ကိုလည်းဖျက်ဆီးပစ်ဖို့တရားရုံးဘက်ကအမိန့်ချလက်မှတ်လိုက်ပါတယ်ရှင်။ PDS အဖွဲ့ဝင်စုကဟာ Minion Key Treatment Center ဆိုတဲ့သူရဲ့နာမည်နဲ့ကုသရေးစင်တာတစ်ခုကိုတည်ဆောက်ဖို့ Sovereign စေယုံကြီးနဲ့လက်တွဲပူးပေါင်းလိုက်ပါတယ်အဲ့ဒီကုသရေးစင်တာဟာအော်တစန်ရောဂါကိုခံစားနေရတဲ့ကလေးငယ်နဲ့ဆယ်ကျော်သက်တွေကိုကုသပေးဖို့နဲ့လူပတ်ဝန်းကျင်မှာဝန်ဆက်နိုင်ဖို့ကိုကျန်းမာရေးနဲ့စိတ်ကျန်းမာရေးအပတ်ပတ်တွေကိုအားပေးလှူဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ ။စုကအနေနဲ့သူ့ရဲ့နာမည်လေးတက်ကုသရေးစင်တာတိဆောက်ပြီးတော့လိုအပ်တဲ့ငွေလေးလှူဒန်းကနာမည်ကောင်းရှုဟန်ပြလှုပ်ဆောင်တာမဟုတ်ပဲအဲ့ဒီလုပ်ငန်းစဉ်မှာသူကိုယ်တိုင်တည်တည်ချာချာလိုက်ပါဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။2022ခုနှစ်နိုဝင်ဘာလမှာကလေးစိတ်ယောဂအထုကုနယ်ပယ်မှာအထင်ကရပညာရှင်ဖြစ်တဲ့ကလေးအထုကုဌာနကပမောက်ခခွန်ဂျီနာအာနဲ့စုကာကဆက်သွယ်ဆွေးနွေးခွင့်ရခဲ့ပြီးတော့ ော်တဇန်ယောဂါရှိတဲ့လူနာတွေအတွက်ကုသမှုတွေလိုအပ်ပေမဲ့လက်ရှိမှာအဲ့ဒီရေတိုကုထုံးတွေနဲ့ပဲဖြည့်ဆည်းဖို့ခက်ခဲနေကြောင်းနားလည်သဘောပေါက်ခဲ့တာကြောင့်2023ခုနှစ်မတ်လကဇွန်လအတွင်းမှာလဲစုကာကသူ့ရဲ့အားလက်ရက်တွေမှာဟော်တဇန်ယောဂါရှိတဲ့ကလေးတွေနဲ့တွေ့ဆုံပြီးတော့စီစဉ်ဖော်ဆောင်တဲ့နေရာမှာတိုက်ရိုက်ပါဝင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့အော်ဒါဇင်ယောဂါကိုထိရောက်တဲ့ပြောင်းလဲမှုတွေဖြစ်စေဖို့ဆယ်နှစ်ကျော်ကြာရေရှည်ကုသမှုပေးနိုင်မဲ့အထူးကုသရေးဆန္ဒတစ်ခုကိုတည်ထောင်ဖို့လိုအပ်ကြောင်းတူကိုရိုင်းသိရှိနားလည်လိုက်တဲ့အခါမှာအခုလိုမျိုးကုသရေးဆန္ဒကိုအကောင့်ထဲပေါ်ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။ဒါပြင်စီယုံကို1.5ဘီလီယံလှူဒန်းထောက်ပံ့မယ်လို့ကြေညာခဲ့ပြီးတော့ Yonsei Medical Center သမိုင်းတစ်လျှောက်မှာအမှုပညာရှင်တစ်ယောက်ကလှူဒန်းတဲ့အကြီးမားဆုံးသောအလှူပမာဏလေးဖြစ်ပါရဲ့ရှင်။ ါလီဝုဒ်ထိပ်တန်းမင်းသားအမေရိကန်ဟာသူ့ရဲ့လက်ရှိချစ်သူဂရီစပရက်နဲ့အတူပရိသတ်ရှစ်ကိုပထမဆုံးအကြိမ်အတူပွဲတက်ရောက်ခဲ့ပါတယ်။အမေရိကန်ဟာ1986ခုနှစ်မှာသူ့ရဲ့ပထမဆုံးအမျိုးသမီးရီနာနဲ့လက်ထပ်ခဲ့ပြီးတော့2002ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။ပထမအိမ်တော်အဆင်မပြေတဲ့နောက်မှာတော့အမေရိကန်ဟာဒါရိုက်တာကီရန်နဲ့2005ခုနှစ်မှာလက်ထပ်ခဲ့ပြီးတော့2021ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။ အမေရိကန်ဟာပထမအိမ်တောင်နဲ့သားသမီး၂ယောက်ရှိခဲ့ပြီးတော့ဒုတိယအိမ်တောင်မှာတော့သားလေး၁ယောက်ရှိခဲ့ပါတယ်။အခုချိန်မှာတော့အမေရိကန်ဟာကိုပိုင်ထုတ်လုပ်ရေးဖြစ်တဲ့လုပ်ငန်းမှာနှစ်ရှည်ဝန်ထမ်းအဖြစ်လုပ်ကင်လာတဲ့ Gory နဲ့တွဲနေတာဖြစ်ပြီးတော့သူတို့၂ယောက်ရဲ့ဆက်ဆံရေးကိုတရားဝင်ချပြထားတာလေးဖြစ်ပါတယ်ရှင်။တပတ်အတွင်းနှုတ်ပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဒီတပတ် Sally City စီစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေ။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။